်ခိုးချမ်းပိုင်ကတော့ထွံ့မြောက်ရာချမ်းခန်းကြီးဆက်လေးဖြစ်ပါတယ်။ခန်းကြီးဆက်လေးအငယ်တမလေးကာရဖျားကလည်းဣဒရလအမျိုးသားတို့သည်လေ၍ပိခဟိရုမြို့နာမိတဂောလမြို့နှင့်ပင်လယ်စကြာဘာလစေဖုံမြို့ရှိမှတက်ချစေခြင်းကမှလိုက်လို့ထိုမြို့ရှိပင်လေကန်းနမ်းမှာတက်ချရကြမည်အကြောင်းမူကားဖာရောဘင်က ဣဒေလအမျိုးသားတို့သည်ချင်းကြရာသို့ ရောက်ကြပြီးတောလံပိတ်လျက်ရှိ၏ဟု ဆိုလေမည်ငါသည်လည်းဖာရောဘင်ဤနှလုံးကို ခိုင်မာစေ၍သူသည်ဣဒေလတို့ကိုလိုက်လိမ့်မည်ငါသည်သာရဖျားဖြစ်ကြောင်းကိုအေဂုတ်ထုလူတို့သည်သိစေခြင်းဟံထိုမင်းနှင့် သူ၏စစ်သူရဲ့အလုံးရင်အဖျင်ငါဘုံပွင့်လိမ့်မည်ဟုမောရှေအား မိန်တော်မူသည့်အတိုင်းထိုသူတို့သည် ပြုကြ၏အငယ်ငါမကိုထိုလူတို့ထွက်ပြေးချောင်းကိုအေဂုတုရှင်မင်းအားကြားလျှောက်သည်ဖြင့်သူမဆ၍ကျွန်များတို့သည်မနာလိုသောစိတ်ပေါက်ပြန်လျင်ငါတို့သည်ဤတို့ပြု၍ဤကြေလလူတို့ကိုငါတို့စီခိုင်းရမှ အပေเจ้าလွှတ်ရသည်နည်းဟု ပြောဆိုကြ၏ ထိုအခါဖာရောပြင်သည်ယထာတော်ကိုပြင်၍မိမိလူအပေါင်းတို့ကို ခေါ်လေ၏ရွေးသောယထာ600အေဂုတုမြင်းစည်းသူရဲ့အပေါင်းနှင့်တကားဘူမင်းအတီးတီတို့ကိုခေါ်ယူလေ၏ဒါဝရဖျားသည်ဖာရောပြင်၏နှလုံးကို ခိုင်မာစေတော်မူသဖြင့်သူသည်ဣဒရလအမျိုးသားတို့ကို လိုက်လေ၏သို့တော်လေဣဒရလလူတို့သည်ဝါကြွသောအချင်းရာနှင့်ထွက်သွားကြ၏ ထိုသို့ဖာရောပြင်ဤမြင်းတော်ယထာတော်မြင်းစည်းသူရဲ့ဘူပါအေဂုတုလူ အပေါင်းတို့သည်လိုက်၍ပိဟဟိယုတ်မြို့နာဘာလတ်စေဖုံမြို့ရှိ၌ပင်လေကနမှတချလက်နေသောဣဒရလလူတို့ကိုမိကြ၏အငြိတစေမဆရှိပါရောပြင်သည်ချင်းလာသောအခါဣဒရလအမျိုးသားတို့သည်မျှော်ကြည့်၍ အဂုတုလူတို့စစ်ချီလာကြောင်းကိုမြင်လင် အလွန်ကြောက်လန့်၍သာရဖျားအားအော်ဟစ်ကြ၏မောရှိကိုလည်းအဂုတုပြည်၌တင်းကြိုင်းမရှိသောကြောင့်ဤတော၌တေစီခြင်းကငါတို့ကိုဆောင်ခဲ့တယ်လို့ငါတို့ကိုဤတို့ပြု၍အဂုတုပြည်မှအဘယ်ကြောင့်ဆောင်ခဲ့သနည်းငါတို့ဒီအဂုတုလူတို့၌အစီကျွန်ခံနေလျက်ရှိကြပါစေဟုအဂုတုပြည်၌ငါတို့ပြောရတွင် ဤအမှုကိုရည်ဆောင်၍ပြောသည်မဟုတ်လောငါတို့သည်ဤတော၌တရားသည်ထက်အေဂုတ်ထုလူတို့ထံ၌အစေကျွန်ကန်လျင်ตา၍ကောင်းသည်ဟုဆိုကြ၏မောရှိကလည်းမစိုးရင်ကြနှင့်ငြိမ်ဝတ်စွာရည်နေကြဒါဝရဖျားသည်ယနေ့ပြတော်မူသောကယ်တင်ခြင်းကို ကြည့်ရှုကြလော သင်တို့သည်ယနေ့မြင်သောအေဂုတ်ထုလူတို့ကိုနောက်တဖန်အလင်းမမြင်ကြ တင်တို့ဘက်၌ဒါရဝဖျားသည်စစ်တိုက်တော်မူလိမ့်မည်တင်တို့သည်ငြိမ်ဝတ်စွာနေရကြမည်ဟု လူများတို့အားဆို၏ဒါရဝဖျားကလည်းအပေကြောင့်ငါကိုအဟိတနီဤဒေလာအမျိုးသားတို့သည် တက်သွားစေခြင်းကမှားလိုက်လောတင်မူကားလှန်တန်ကိုခြီးပြီးလင်ပင်လယ်ပေါ်မှ လက်ကိုဆန့်၍ပင်လယ်ရေကိုခွဲလောဤဒေလာအမျိုးသားတို့သည်ပင်လယ်အလယ်၌မြေပေါ်မှရှောက်သွားရကြမည် ငါဒီလေအေဂုတ်ထုလူတို့၏နှလုံးကို ခိုင်မာစေသဖြင့်သူတို့သည် လိုက်ကြလိမ့်မည်ဖာရောဘီယနှင့် သူ၏ဘိုကြီးယထာ မြင်းစည်းသူရဲ့များအဖျင်ငါဘုံပွင့်လိမ့်မည်ထို့သောဖာရောဘီယနှင့်သူ၏ယထာများမြင်းစည်းသူရဲ့များအဖျင်ငါဘုံပွင့်သောအခါငါသည်ဒါဝရဖျားဖြစ်ကြောင်းကိုအေဂုတ်ထုလူတို့သည်သိရကြလိမ့်မည်ဟု မောရှေအားမိန်တော်မူ၏ အငယ်၁၉မှ၂ထိုကားဤဒေလာတပ်ရှိမှသွားသောဘုရားသခင်ဤကောင်းကင်တမန်သည်နောက်၌လိုက်သည်ဖြင့်မိုးတိမ်တိုင်သည် သူတို့ရှိကရွှေ့၍နောက်၌ရပ်နေလေ၏ထိုတို့အေဂုတုတက်နှင့်ဤဒေလာတပ်ဆက်ကြသောရောက်လျှင် အဂုတုလူတို့၌မိုက်သောမိုးတိမ်ဖြစ်၍ဤကြေလာလူတို့အားအလင်းကိုပေးလျက်နေသည်ဖြင့်တညလုံးတတ်တူးနှင့်တူးမချင်းနိုင်ရာ မောရှိသည်ပင်လေပေါ်မှလက်ကိုဆန့်၍ဒါရဖျားသည်တညလုံး၌အာကြီးသော အရှိလီအဖျင်ပင်လေရေကိုလှံပြန်၍မြေကိုပေါ်စီတော်မူသည်နှင့်ရေသည် ကွဲပြက်လျက်ရှိ၏ဤကြေလာအမျိုးသားတို့သည် ပင်လေအလေ၌မြေပေါ်မှရှောက်သွားကြ၍ရေဒီသူတို့လက်ရဘက်လက်ဝဲဘက်မှကြောက်ထင်ကဲ့သို့ရှိနေ၏အေဂုတ်ထုလူများဘာရောပြေ၌ပါသောမြင်းယထာမြင်းစည်းသူရဲ့အပေါင်းတို့သည် ပင်လေအလေသို့လိုက်ဝင်ကြ၏နန်းနေရ၌သာရပြားဒီမိမိုးတိမ်အဖျင်အေဂုတ်ထုတက်ကိုကြည့်ရှု၍နှောက်ရက်တော်မူ၏သူတို့ယထာအတော်ခက်စေခြင်းငှာ ယထာဘိမြာကိုချို့တက်စေတော်မူ၏အဂုတ်တလူတို့ကလည်းဣတရေလသူတို့ထံမှပြေးကြဆိုဒါဝရဖျားသည်သူတို့ဘက်အဂုတ်တလူတို့တစ်ဖက်၌စစ်တိုက်သည်ဟုပြောဆိုကြ၏မငယ်26မှ37ဒါဝရဖျားကလည်းပင်လေရည်သည်အဂုတ်တလူများယထာများမြင်းစည်းသူရဲများတို့အပေါ်သို့ပြန်စီခြင်းက ပင်လင်အပေါ်မှာလက်ကိုဆန်းတော်ဟု မောရှေအားမိန်တော်မူသည့်တိုင် မိုးလင်းသောအခါမောရှေသည် လက်ကိုပင်လင်ပေါ်မှာဆန်းသဖြင့်ပင်လင်ရည်သည် အားကြီး၍ပြန်လာသည်ကိုအေဂုထုလူတို့သည်ပြေးကြတော်လဲဒါရဖျားသည် သူတို့ကိုပင်လယ်လေ၌လှဲတော်မူ၏ထိုသို့ပင်လယ်ရည်သည် ပြန်လာ၍ပင်လယ်တဲသို့လိုက်ဝင်သောဖာရောပြည်၏ယထာ မြင်းစီသူရဲ့ ဘူကြီးအပေါင်းတို့ကို လွှမ်းမိုးသည်ဖြင့်တစုံတယောက်မြ်မကြံရရဤဒေလာအမျိုးသားတို့မူကားပင်လေလေ၌မြေပေါ်မှရှောက်သွား၍ရေသည်သူတို့လက်ရဘက်လက်ဝဲဘက်မှကြောက်ထံကဲ့သို့ရှိနေ၏ထိုတို့သာရဖျားသည်ထိုနေ၌ဤဒေလာလူတို့ကိုအေဂုထုလူတို့လက်မှကယ်လွတ်တော်မူသည်ဖြင့်ပင်လေကမ်းနားမှအေဂုထုလူအသေးကောင်တို့ကိုမြင်ရကြ၏ထိုတို့ အဂုတ်ထုလူတို့၌ဟာရဖျားပြုတော်မူသောအမှုကြီးကိုဣတရေလလူတို့သည်မြင်၍ထာဝရဖျားကိုကြောက်ရွံ့ကြ၏ထာဝရဖျားနှင့်ကိုရိကျော်မောရှိကိုယုံကြည်ကြ၏ Okay now ကျပိုင်မှာပြန်တွေ့ကြမယ် Bye bye